မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်အမှတ်1314လေချောင်းရံကာကွယ်ရေးအင်ဂျင်မြိုင်တပ်ရင်းကို PDF များကတိုက်ခိုက်သိမ်းပိုက်သွားမှုနဲ့ပတ်သက်ပြီးတော့ကိုကဲနေတဲ့စစ်တပ်အကြီးကဲတပ်မှုများနဲ့လက်နက်ချအညံခံခဲ့တဲ့အရာရှိနယ်စစ်သည်များကိုစစ်ကောင်စီကစုံစမ်းစစ်ဆေးအရေးယူရန်ညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ2ရက်နေ့မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးက မရိယာမြို့နယ်အမှတ်၁၃၁၄လေချောင်းရံကာကွယ်ရေးအင်ဂျင်မြိုင်တပ်စခန်းကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။တိမ့်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းများနဲ့တကွသတင်းထုတ်ပြန်လာတဲ့အချိန်မှာစစ်ကောင်စီက အခုလိုမျိုးစုံစမ်းစစ်ဆေးအရေးယူမှုများဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တာဝန်ရှိတဲ့အကြီးအကဲတမိုးများလက်နက်ချအညံ့ခံခဲ့တဲ့အရာရှိတဲ့စစ်တီများအားလုံးကိုတပ်မတော်ဥပဒေများနဲ့အညီအမှုဖွဲ့အရေးယူရန်ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ26ရက်နေ့မှာအမှတ်13314လေချောင်းရံကာကွယ်ရေးတပ်မှရှိတဲ့အရာရှိနဲ့စစ်သည်80ကျော်ဟာအဆက်အသွယ်ပြတ်တောက်ခဲ့တယ်လို့အစီရင်ခံစာတပ်ပြီးကြတဲ့ကစုံစမ်းစစ်ဆေးမှုတွေလုပ်ခိုင်းခဲ့တာရှိပါတယ်။မနေ့ကသတင်းထုတ်ပြန်မှုတွေထပ်တက်လာတော့ တရင်တစ်ခုလုံးကြဆုံးမှုအတွက်ခုံရုံးဖွဲ့ပြီးတော့ကိုကယ်ရီမူတပ်မှုတွေနဲ့လက်နက်ချအညံ့ခံတဲ့သူတွေကိုအေးအေးယူဖို့ချက်ချင်းညွှန်ကြားချက်တွေရှိပါတယ် ်ယူဟာမူးတွေနဲ့စစ်ဦးစီးမူးတွေကိုတော့စုံစမ်းစစ်ဆေးခံရမယ့်အခြေအနေရှိပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီကတရင်တပ်ဖွဲ့များအနေနဲ့ရန်သူထံမှာလက်နက်ချအငြင်းခံမှုများမရှိစေရေးအတွက်အနီးကပ်ကြက်မှတ်ဆောင်ရွက်ရန်ဇွန်လနှောင်းပိုင်းမှာအထူးညွှန်ကြားချက်တရက်ကိုထုတ်ပြန်ပြီးတဲ့အချိန်မှာအခုလိုမျိုးမတရားမျိုးနဲ့အမှတ်၁၃၁၄လေးချောင်းရန်ကာကွယ်ရေးအင်ဂျင်မြိုင်တပ်စခန်းကအရာရှိနဲ့စစ်တီများဟာလက်နက်ချအငြင်းခံမှုဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ မနေ့ကထုတ်ပြန်ကြမှာမရိယာစစ်စင်ရေးနယ်မြေအတွင်းမှာစစ်ကောင်စီဘက်ကဖမ်းဆီးရမိတဲ့စစ်တုံးပန်းနဲ့လက်နက်ချအညံ့ခံသူ64ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့သိရပါတယ်။တပ်မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးများ၊တပ်ကြီးရွယ်ဦးများနဲ့ကလေးငယ်များစုစုပေါင်း 138ဦးခန့်ကိုလည်းကောင်းမွန်စွာထိမ့်သိမ်းထားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့လက်နက်မျိုးစုံ125လက်နဲ့ဆက်ဆက်တဲ့ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။မရီယာမြို့နယ်အတွင်းမှာရှိတဲ့စစ်စင်ရေးများမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့အတူဒေသခံအဖွဲ့အစည်းဖြစ်တဲ့မရီယာမျိုးမှန်တပ်ဖွဲ့ဟာလည်းပူပေါင်းပါဝင်တိုက်ခိုက်လျက်ရှိတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံးမြို့အနီးပတ်ပတ်လည်မှာစစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကြားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကမနေ့ညကနေပြီးတော့အခုအချိန်ထိကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့မနက်4နာရီကျော်အချိန်လားရှုံးမြို့နယ်မိုင်းတင်ကျေးရွာအနီးနမဘောဒနန်းပေါင်မြို့ဆောင်လမ်းတို့မှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဇွန်လ29ရက်နေ့မနက်ပိုင်းကလည်း နန်ဖူးရိုင်မှာရှိတဲ့ MNDAA တပ်နဲ့စစ်ကောင်စီတပ်တို့ကြားပထမအကြိမ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒီကနေ့တိုက်ပွဲဖြစ်ပွားမှုဟာဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လာရှိုးမှာမင်းညာ12နှစ်လောက်ကလေးကလက်နက်ကြီးတွေနဲ့ထုနေတာအခုချိန်ထိပဲနောင်မိုးနဲ့မန်ဆန်ရေချဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်။လက်နက်ကြီးတွေနဲ့အဲ့ဒီဘက်ကိုပြစ်နေတာလို့သိရတယ်။လာရှိုးမြို့48ဂိတ်မှာလည်းလက်နက်ကြီးတန်တွေတောက်လျှောက်ပဲအခုတိုက်ပွဲဖြစ်နေတာကလာရှိုးမြို့မိုင်းတင်ကြီးရွာအနီးနမဘောဒနန်းပေါင်မြို့ဆောင်လမ်းပတ်ပတ်လည်မှာတိုက်ပွဲဖြစ်နေတာ။ လာရှုတန့်ရန်လမ်းမှာလည်းတိုက်ပွဲဖြစ်နေတယ်လို့လာရှုမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အပြင် drone များနဲ့ပါဗုံးကျဲမှုများရှိနေတယ်လို့သိရပါတယ်။ဒုံးကျည် missile များကိုလည်းအသုံးပြုနေတယ်လို့သိရပါတယ်။တော်လိုက်တပ်များကလည်းလာရှုမျိုးအနီးတိုက်ပွဲဖြစ်ပွားရာနေရာပတ်ပတ်လေးကို drone များနဲ့ဗုံးကျဲနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလာရှုမျိုး အဝင်အထွက်များအားလုံးကိုပိတ်ထားပြီးတော့ပြည်သူများကိုထွက်ခွေမပေးဘူးလို့သိရပါဗျ။လက်ရှိအချိန်မှာလာရှုံတန်ရန်လမ်းမှာပစ်ပယ်များကိုခုန်လှဲပြီးတော့လမ်းများကိုပိတ်ဆို့ထားတယ်လို့သိရပါဗျ။လာရှုံမြို့အနီးမှာရှိတဲ့စစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုတိမ့်ပိုက်ခံရမှုများရှိနေတယ်လို့ဒေသခံစီရေးသတင်းအေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မဲထီးကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုချစ်သိန်းကိုနေအိမ်အတွင်းကိုဝင်ရောက်ပစ်ခတ်ရှင်းလင်းရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့မနက်7:00နာရီခွဲအချိန်ကမကွေးတိုင်းချောင်းမြို့နယ်နဲ့ထိဆက်လျက်ရှိတဲ့မန္တလေးတိုင်းမြင်းကြံခရိုင်ကြောက်ပတောင်းမြို့နယ်မဲထီးကျေးရွာအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှု ချစ်သိန်းကိုနေအိမ်အတွင်းကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းရာတိုက်ဆုံသွားခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တပ်ဖွဲ့ကအုတ်ကြီးကိုမမြင်ဘူးပဲနေကန်တပ်ဖွဲ့တွေပါတယ်ကျွန်တော်တို့ကသူတို့ကိုအုတ်ကြီးဘယ်သွားလဲမေးတဲ့အချိန်မှာသူကလိန်တာပေါ့အုတ်ကြီးခီးသွားတယ်ဆိုပြီးတော့ပြန်ပြောတယ် နိုင်ငံတပ်ဖွဲ့ကအဲ့ဒါအုပ်ကြီးပဲလို့ပြောတဲ့အချိန်မှာထွက်ပြေးတာအဲ့ဒါနဲ့လိုက်ပစ်ခဲ့တာအလောင်းကိုတော့စစ်ခွေးတွေလာတဲသွားတယ်လို့သိရတယ်ဘဲကိုတဲသွားလဲတော့မသိဘူးအစ်အစေးတွေလည်းတင်းကျပ်နေတာရှိတယ်လို့6 Gorilla Force CGF တာဝန်ကကိုဘာကွန်ကပြောကြားထားပါတယ်အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို6 Gorilla Force CGF အလာဝကမျိုးပြပျောက်ကြားတဲ့ဖွဲ့နဲ့ကြောက်ပရောင်းဇီးကွက်အဖွဲ့တို့ကပူးပေါင်းကဝင်းရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့အုတ်ချုပ်ရေးမှုချက်သိန်းစီကနေ ဖုန်းတလုံးသိမ်းစီကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များအနေနဲ့အကြမ်းဖက်စစ်အာဏာရှင်ရဲ့တောက်တိုင်များဖြစ်ကြတဲ့ပြူစောထီးများအုပ်ကြီးများကိုဆက်လက်အေးအေးယူရှင်းလင်းသွားမှာဖြစ်ပြီးတော့ပြည်သူလူထုကိုဒုက္ခပေးနေတဲ့စစ်အာဏာရှင်အမြင့်ပြတ်တဲ့အထိကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကုန်းမြို့နယ်မှာ ပြူစောတိအဖွဲ့ဝင်6ဦးပြစ်ခတ်ခံရပြီးတော့တေဆုံသွားက၎င်းတို့စီကစစ်သားတဲ့အဖြစ်နဲ့စူဆောင်းမဲ့လူငယ်များရဲ့ဇယင်းနဲ့မူးရဲ့ဆေးဝါးများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြူစောတိတပ်ဖွဲ့ဝင်များကိုရှင်းလင်းမှုဟာငပြေမပြောက်ကြတဲ့ဖွဲ့မကွေးတိုင်းပြည်သူ့ကာကွယ်တပ်အောင်လန်တာယာဝတီခရိုင်383တဲ့တရင်တက်ခွဲတဲ့ရိုးမ GBK PDF တို့က Operation Shadow အရေးစစ်စင်ရေးအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဇွန်လ25ရက်နေ့မနက်10:00နာရီအချိန်မှာတောင်ကုန်မြို့နယ်ကိုးပင်အုပ်စုကြောင်လုံးကြီးကျေးရွာနေပြူစောတိခေါင်းဆောင်အေကိုကို Shadow 1ကရှင်းလင်းခဲ့ပြီးတော့ ကိုမင်အုပ်စုကိုမင်ကြီးရံနေပြူစောတိအဖွဲ့ဝင်ကျော်စိုးနိုင်ကို Shadow 2ကရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။ဇော်လာ28ရက်နေ့နေ့လယ်7:00နာရီအချိန်အဲ့ဒီကိုမင်ကြီးရံနေစစ်ကောင်စီတရင်ပေးပြူစောတိအဖွဲ့ဝင်များဖြစ်ကြတဲ့ငငိမ်မောင်ထင်းနဲ့မိုးမိုးတို့ကို Shadow 1 2 3တို့ကကြပြိုင်နက်ထဲရှင်းလင်းခဲ့ကြတယ်လို့သိရပါတယ်။ပြူစောတိအဖွဲ့ဝင်များဖြစ်ကြတဲ့ငငိမ်နဲ့မောင်ထင်းတို့ဟာ တော်လိုင်းရေးအဖွဲ့အစည်းများနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုရယူပြီးတော့မုံမုံထံပေးပို့ပြီးမုံမုံကနေမှတစ်ဆင့်ပြူစောတိခေါင်းဆောင်လောရှိထံကို၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များထံကို၎င်းသတင်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်ပြူစောတိအဖွဲ့ဝင်ငငင်းမောင်ထေးမုံမုံလောရှိတို့ကြောင့်တော်လိုင်းအဖွဲ့အစည်းများထိခိုက်ဆုံးရှုံးမှုများလည်းရှိခဲ့ကြောင်းသိရှိရပါတယ်ဇော်လိုင်းလာတရက်နေ့မနက်၈နာရီအချိန်မှာပဲခူးတိုင်းတောင်ငူမြို့နယ်ကုန်းမင်အုပ်စုကုန်းမင်ကျေးရွာပြူစောတိခေါင်းဆောင်လည်းဖြစ် မိုးရစေဝါဖြန့်ပြူရောင်းချသူလည်းဖြစ်တဲ့လောရှိကိုတောင်ကူလိတ်တူလမ်းပိုင်းတနေရာမှာချိုးတင်သတင်းရတဲ့အတွက်သွားရောက်ဆောင်ဆိုင်ကရှယ်ရိုတင်းကရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ပြူစောတိခေါင်းဆောင်လောရှိစီကနေပြီးတော့စစ်မှုထမ်းရမယ်လူငယ်များစရင် WY စာတမ်းပါစိတ်ကြွယူသွဆေးပြအရေးအတွက်6000ပြားတန်ဖိုးအဖြစ်ငွေကျပ်320ခန်း Sony ကင်မရာတစ်လုံး Mobile Phone ၄လုံးလက်ပစ်ပုံတစ်လုံးမှတ်ပုံတင်တစ်ခု License ဓာတ်ပုံ၅ပုံဖြတ်တန်းသွားလာခွင့်ကပ်ပြားနှစ်ခု AI အဆောင်လက်ဖွဲ့များ စစ်စိမ်းရောင်လွဲအိတ်တလုံးသပင်တုတစ်ခုမှတ်စုစာအုပ်တအုပ်တို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံမြို့မှာဇူလိုင်လ2ရက်နေ့ည7:00နာရီလောက်ကစပြီးတော့စစ်ကောင်စီတပ်နဲ့ကိုကန့်တပ်မတော် MNDAA တို့စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အပြန်အလှန်လက်နက်ကြီးနဲ့ပစ်ခတ်လို့ပြည်သူ9ဦးသေဆုံးပြီးတအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ2ရက်နေ့ည7:00နာရီကစပြီးတော့စစ်ကောင်စီတပ်နဲ့ MNDAA တို့နှစ်ဖက်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမှာဇူလိုင်လ3ရက်နေ့မနက်7:00နာရီခွဲလောက်အထိကို အချိန်ရည်20ကျော်လာပြီးတော့နတ်ပေါင်ဒေသခံတအူးသိဆုံးပြီးတအူးတန်ရာရရှိခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်။ညာကြီးအိမ်ပေါ်ကိုလက်နက်ကြီးကြတာအမျိုးသမီးကပေါင်ထိပ်ပြီးတော့သွေးလွန်လို့သေးတယ်။သူ့အမျိုးသားကတော့ဆေးရုံကိုယူသွားတယ် အိမ်ကတော့လုံးဝကိုပြက်စီးသွားပြီလို့သူကပြောပါတယ်။ဒါအပြင်လာရှုံမျိုးပေါ်30ရက်ကွက်ဘျူဟာလန်းခွဲရမခစစ်တိုင်းအဝင်ကတာယာလန်းကအိမ်ပေါ်ကိုကျလို့၄ဦးတေလို့ပရိုက်တာကားတွေနဲ့ဆေးရုံကိုပို့နေတယ်လို့သိရပါတယ်။ဇူလိုင်လ2ရက်နေ့ည7:00နာရီကနေမနက်4:00နာရီအထိလာရှုံမျိုးနဲ့မိုင်းတင်နတ်ပေါင်နဲ့မြို့ဆောင်လမ်းတွေမှာတိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီးတော့လာရှုံမိုင်းရဲ့ကြားကနတ်ပေါင်ကျေးရွာမှာရှိတယ်။နမဘောဒတရားလဲကျိုးသွားပြီလို့သိရပါတယ်။ မန်ဆန်ရေကြဘတ်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လက်နက်ကြီးတွေကတော့မျိုးတွေကအိမ်တွေပါတုံတယ်ခလိုက်ရ41ဘက်ကလည်းလက်နက်ကြီးတန်တွေအဆက်မပြတ်ဘူးတန်ရန်ဘတ်မှာလည်းဖြစ်နေတယ် လက်နက်ကြီးတွေမကဘူး drone တွေ drone တွေနှစ်ဖက်စလုံးသုံးနေတာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာလာရှုံမြို့ပတ်ပတ်လည်းမှာတိုက်ပွဲတွေဖြစ်နေပြီးတော့မြို့ပေါ်ရက်ကွက်စက်နှစ်ရက်ကွက်ကပြည်သူတွေလည်းတတ်နိုင်သမျှစစ်ဆောင်မှုအတွက်စူးစမ်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်မြို့ပေါ်မှာတချို့ဟာလည်းပုံမှန်လိုမျိုးတွာလာနေကြစဲပဲလို့မြို့ကန်တွေကပြောဆိုခဲ့ပါတယ်ဇော်လာ25ရက်နေ့ကစခဲ့တဲ့1027စစ်စင်ရေးအပိုင်း2ရဲ့တိုက်ပွဲတွေဟာ၈ရက်မြောက်တဲ့နေ့ဖြစ်တယ်ဒီကနေ့ဇော်လာ3ရက်နေ့မှာ နားရှုံမျိုးအထိကိုရောက်ရှိလာတာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ